်မင်္ဂလာပါရှင်ကျမအခုဖတ်ပြပေးမှာကတော့ဆရာကြီးပီမိုနင်းရေးသားထားတဲ့ပူဖဲတီဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်ပူဖဲတီ တင်တင်သည်တယောက်ထဲအိမ်ဝရန်တာ ပလက်ကလက်ထိုင်ပေါ်၌မဂဇင်းတစ်ခုကိုဖတ်၍နေရင်းတန်းဝေ၍လာလိမ့်ဤကြောင်ကပြန်၍လာသောအခါအိမ်၌မိသူကိုမျမတွေ့ရသဖြင့်ပါလာသောလက်ဆွဲချင်းနှင့်မှမဂဇင်းကိုဖတ်ရင်းအချိန်ကိုလွန်စေမည်ဟုအောင်မေက တကူသည်စာဖတ်၍နေခြင်းဖြစ်လိမ့်ဤနာယီကိုကြည့်လိုက်သောအခါ 9နာရီခွဲဖြစ်နေလျာအိမ်သားများပြတ်မလာ၍ဖျားဘော်တွင်နေကုန်အောင်ဥပုံဆောင်ရန်နေကြမည်လက္ခဏာရှိသည်ကိုတွေ့တော်မိလေသည်တင်တင်သည်ထိုအိမ်၌ထမင်းလာကပေ၍နေထိုင်သောအင်္ဂလိပ်ကျောင်းဆရာမလေးဖြစ်လေ၏၎င်းသည်အင်္ဂလိပ်နှင့်ကာဗျာကလေးများနေသောကျောင်း၌မြမသားကိုသင်ပြရသူဖြစ်လျာဥပုံနေမှာအာလက်ခွင့်မရခြင်း ထိုညနေ၌ထိုအိမ်မှာမိမိအပြင်အစီကံမိမကြီးတယောက်သာရှိလေ၏တင်းတင်းသည်တန်းဝေပြီးနောက်မဂဇင်းကိုစပွဲပေါ်သို့ပြစ်တင်ကကလထိုင်မှထပြီးရေချိုးကန်းသို့သွားရောက်ရေချိုးမှု၍ဖီလိန်ပြီးလင်ဒေါညိုကျမတယောက်တည်းရဲ့အပြင်ကိုထွက်လဲအောင်မဲတခြားကိုသွားမနေနဲ့နော် ဟုတ်ပြောပြီးပိုဖယ်ထီကလေးကိုမေလျော့ကမယူပဲအိမ်ပေါ်မှဆင်း၍သွားလေသည် ထိုအခါကောင်းကင်သည် ကြည်လင်၍နေသောညနေအခါဖြစ်လျာအညောင်းပြေအညာပြေလမ်းလျှောက်ရန်လွန်စွာ ကောင်းသောအခါဖြစ်လေ၏တို့သွားလျာ6နာရီခွဲလောက်တွင်ရိုးရှင်ုံရှိသို့ရောက်၍အသွားမှာမိုးတိမ်ခဲမင်းဒီဟုသောနိုတစ်ကိုမပေးပဲရွာတက်သောမိုးယူးသည်ဖြုံငနေကြရွာ၍လာလေတည်းရန်ကုန်မြို့သည်မိုးရွာသည့်အခါလန်ချာရှာသောမြို့ဖြစ်၏တို့ဖြစ်သောကြောင့်လန်ချာမရသောတင်တင်သည် ရုပ်ရှင်ရုံတစ်ခုဘက်သို့ဝင်ပြေးကာမိုးခိုရရှာလိမ့်၏ထိုမိုးသည်အဖျားယောဂနှင့်တူသောမိုးဖြစ်၏အဖျားအနာယောဂတို့မည်သည်လင်မြန်စွာပေါ်ပေါက်ဆွဲကတ်တတ်တော်လဲလင်မြန်စွာစွန့်ခွာမသွားတတ်ကြခြင်းထိုအတူ၎င်းမူသည်အရွာမြန်သလောက်အရက်နှေးပြီးလင်တဲသည်ထက်တဲ၍လာလိမ့်၏ရုပ်ရှင်ပြတော်မူအချိန်နီး၍လာသဖြင့်အချက်ပြီးသောခေါင်းလောင်းတန်ကိုကြားရ၏ လက်မှတ်ခံသောတကားဝ၌လည်းလူတွေတူဝေ၍နေကြလိမ့်၏အကြောင်းမူကားပြတော်မိရုပ်ရှင်ဇာကမှာနိုင်ငံကျော်မြန်မာရုပ်ရှင် ကုမ္ပဏီကြီးတစ်ခုမှ စီမံရိုက်ထုတ်သောနာမည်ကျော်ဇာကကြီးတစ်ခုဖြစ်လျာထိုနေ့မှာအင်ကားနေ့ဖြစ်သဖြင့်ကြည်သူတွေတူ၍ကောင်းတော်ဖြစ်သော နေ့တစ်နေ့ဖြစ်လေသည်မကြာမီယုံပြင်း၌လူသူနေပါ၍သွားလိမ့်၏ မိုးကလည်းမဆဲသဖြင့်အပြင်၌တကူဒီနေရသောတင်တင်မှာရှက်ကိုရှက်ကန်ဖြစ်နေလေ၏ရုပ်ချော်သောမင်းကလေးလည်းဖြစ်သဖြင့်လန်သောလန်လာတွေက၎င်းကိုစူဆိုင်ခါကြည်နေကြလေ၏မြေပဲဇီသည်ကြံပြောင်မှုစသည်ရောင်းချသောဇီတဲ့တို့ကလည်း၎င်းကိုကြည်ကဘသူနှင့်ချိန်ချက်ပြီးလာ၍ဆောင်ပါသည်ဟု တွေးတော်သောအသွင်အမူအရာမျိုးကိုပြကြလေ၏ထို့အတွင်သာနာသောယောက်ျားပြို့တယောက်သည် ိုဘဲထီကိုဆောင်းလျက်ဝင်လာပြီးဖဲထီကိုပြန်၍ပိတ်ရင်တင်းတင်းကိုကြည်ကတကြက်တန်းကိုဝင်၍သွားသည်ကိုမြင်လိုက်ရလိမ့်ဤထို့နောက်မိုးမှာရစဲအုံမိလက္ခဏာမရှိသဖြင့် တင်းတင်းသည် တကြက်တန်းလက်မှတ်ကိုယူပြီးယုံထဲသို့ဝင်သွားလေသည်။ယုံထဲ၌လူတွေကြက်၍နေလိမ့်ဤမြားစွာသောသူတို့ဤခြေများကိုနင်း၍ဝင်သွားရလိမ့်ရာကလထိုင်အလို့တစ်ခုကိုရသဖြင့်ထိုင်လိမ့်ဤထိုအခါ ရုပ်ရှင်စာ၍ပြနေပြီးဖြစ်လျာဇမ္မာကောမဒီအပျော်ဇာဖြစ်သဖြင့်တဟာဟာရီမောတဲ့ညံ၍နေကြလိမ့်၏ထိုရီမောသောအတန်တို့ကို တင်တင်သည်အပြင်းမှကြားရသောကြောင့်ယုံနေသောဝင်ချင်းဖြစ်လေသည်အကယ်၍မဝင်ဖြစ်ရင်တစုံတရာမျှဖြစ်ဖို့မရှိကြမိမိအနီး၌ထိုင်နေသူတယောက်သည် တဟာဟာရီမော၍နေလေ၏၎င်း၏ရီမောတန်သည် အခြားသောသူတို့ဤရင်မောတဲ့ထက်ပုံမူထင်ရှားနေ၏ဟဲအဲအဲ့ဒီလိုမပေါ့ဟုတ်လိုက်တာကွဟိဟိဟာဟူ၍ရေမောယုံမက တခါတခါသဘောကျပြီးကြီမားသောလဝါကြီးများဖြင့်မိမိပေါင်နှစ်ဖက်ကို ရိုက်ခဥခတယောက်ထဲဦးလံသေးလံခွတ်ထိုးခွတ်လံဖြစ်၍နေသဖြင့်အခြားသူများက၎င်းတို့လှည့်ကြီးကပြုံးကြလိမ့်၏ ထိုကဲ့သို့အချက်ကောင်းတိုင်းသဘောတွေ့လျက်မနောခွေကတဟီဟီတဟာဟာနှင့်နေယုံမကတင်တင်လက်တင်၍ထသော ကလထိုင်းကို ရီမောရင်လက်နှင့်စုပ်ကိုင်းဖိညစ်လျာတင်တင်ဤလက်ပါအညစ်ခံရသဖြင့်အမလီဘယ်နဲ့အကောင်ကြီးပါလဲသူ့လက်ကလည်းတန်ကတန်မသပိနဲ့ကျိုးတော့မှာပဲဟုတင်တင်ဤစိတ်ထဲ၌အောင်းမေးကမျက်နာမဲ့လျက်၎င်းလူဤမျက်နာကို ကြည်လိုက်သောအခါ အသားဖြူဖြူမျက်နာဝိုင်းဝိုင်းယူသားသောကလေးဤမျက်နာလိုတန်ရှင်လျက်ဘာကိုမျှတတိမထသောအဖြစ်ကို၎င်းထိုသူသည် ပိုဖဲထီနှင့်ဝင်၍လာသောသူပင် ဖြစ်သည်ကို၎င်းတည်ရလိမ့်ဤထိုအခါရန်ကုန်မိုးသည်ဆဲ၍နေသဖြင့်ကျမဆောင်းသလိုဖြစ်၍နေလေသည်မကြာမီထက်၍တင်းတင်းဤနူးညံ့သောလက်ကိုဖိကိုင်းပြီးတဟီဟီတဟာဟာလှုပ်ပြန်လျာ တင်းတင်းမှာတန်ကြီးမခံနိုင်ပဲလက်ကိုယုံယူရလိမ့်ဤတို့ပင်ယုံတော်ညာလဲမရရီမောသူမှာတတိယဟံမရှိသဖြင့်မိမိဤလွတ်တော်လက်တစ်ဖက်နဲ့ထိုလူဤလက်ကိုကိုင်းကတွန်းဖဲ့ပြီးရှင်ဘဲနဲ့ဟာလဲဟူပြောလိုက်လိမ့်ဤထိုအခါ၎င်းယောက်ျားပြုသည်ရှက်ကူရှက်ကန်ဖြစ်လျက်တင်းတင်းဤမျက်နှာကိုကြည့်ပြီးမသိလိုပါခမညာတစိတ်တိခတ်မှာဖျားကိုစူးရပါစေရဲ့မတိရပါဘူးဟု တောင်းမန်လိ၏လူအများသည်၎င်းကိုလှည့်၍ကြည်ကြလိ၏အချို့ကထိုသူနှင့်တင်းတင်းသည်လင်မယားထင်ပါရဲ့ဟု တွေးတော်သောအမူအရာဖြင့်တီတိုစကားများပြောကြလိ၏တင်းတင်းမှာများစွာ ရှက်ကြောက်လျက်အနေခက်၍လာလိ၏ထိုလူနီးကလထိုင်ချင်းရှင်၍ထိုင်မိသည်မှာများစွာခက်၍နေ၏အများကမိမိကိုအယက်မူသမားတယောက်နှင့်တွဲ၍လာသောမိမပေါ်ကလေးတယောက်လားဟု တွေးကြမှာကိုကြောက်မိလိ၏ အများလူတို့ကလည်းထိုလူကိုသာမဟုတ်တင်တင်ကိုလည်းကြည်ကြလိမ့်ဤနောက်တအောင်လောက်ကြာသောအခါတင်တင်မှာ မခံမရနိုင်သဖြင့်ထိုင်ရာမှထကဒရောတော်ပါကတိုက်ကြိုင်နှင့်အပြင်သို့ထွက်လာပြီးနောက်ထမှန်၍တဖွဲဖွဲရွာသောမိုးတဲသို့ဝင်ကလမ်းကိုဖြတ်ကူးပြီးလင်းလမ်းတစ်ဖက်နှပေးဖြင့်ရှောက်၍သွားလေသည် အတန်ငယ်ကြာ၍နောက်ကိုပြန်လဲကြည့်လိုက်သောအခါလူတယောက်လိုက်၍လာသည်ကိုမြင်ရလေ၏တေချာစွာကြည့်သောအခါအည်တန်းသောယုံတဲ့ကလူဖြစ်သည်ကိုသိရသဖြင့်ထိတ်ခနေဖြစ်ကခတ်တုတ်တုတ်သွားလေ၏ထိုလူဤနောက်၌လဲအတန်ကွာလန်သောနေရာမှလိုက်၍လာသောပေါ့ဖော်ကြီးတယောက်ကိုမြင်ရလေ၏သို့တော်လေထိုပေါ့ဖော်မှာမိမိတို့အရေးနှင့်တစုံတရာတက်ဆိုင်သောပေါ့ဖော်မဟုတ်ဟုတွေ့မိလေ၏ တင်းတင်းသည်တွင်တွင်သွား၏လိုက်သူကလည်းတွင်တွင်လိုက်၏ပေါက်ဖော်လည်းခက်လန်းလန်းမှပါ၍လိုက်၏ဤကံဒီလူဟာအရက်မူပြီးငါ့ကိုတန်တန်ဆွဲလိုက်နေတာပဲမော်တော်ကားများတင်ကျင်သလားတို့ဒီမဟုတ်ငါ့ကိုအတင်းဘလက်ကာယာတစ်ခုခုပြုကျင်လို့လားဟုတွေးတော့ကကြောက်ရွံ့လျက်သွားလေရာ နောက်ဆုံး၌လွမိလက္ခဏာမမြင်သဖြင့်ဂေါ်ရာစာတင်တယောက်အားအပါကပ်ပြီးအကျိုးချောင်းကိုအင်္ဂလိပ်လိုပြော၍ပြလိမ့်၏ ကိုရာစတင်ကလိုက်သူကိုလှန်၍ကြည်၏မကြမီလိုက်လာသူလဲမနီမဝီတို့ရောက်လာသောအခါကိုရာစတင်ကရီမောလီရဲ့ခမရအထင်မှားလို့ပဲဟူပြောခိုက်တွင်လိုက်သူအပါတို့ရောက်၍လာသည်ကိုရာစတင်ကဟယ်လိုမစ္စတာဘတ်တော်ဒီဟာခမရတို့ကိုလိုက်နှောက်ရက်နေတယ်လို့ပြောပါကလားယုံနေမှလည်းနှောက်ရက်တယ်တဲ့ကျုပ်တော်မယုံပါဘူးဟုအင်္ဂလိပ်လိုပြောလိုက်၏ တင်တင်ကလည်းအဟုတ်တကယ်အနှောင့်ယှက်ပြူချောင်းကို အင်္ဂလိပ်လိုရေရေလဲလဲပြော၍ပြလိမ့်၏ဘာတော်လဲအင်္ဂလိပ်စကားကောင်းစွာတတ်သောမင်းမပြူတင်တင်ကိုကြည်ကပြုံလျက်နှောင့်ယှက်တယ်ဆိုရင်လည်းမှန်တာပဲဟုတ်ပါတယ်ဟုပြောရလိမ့်၏ထိုအခါဂေါ်ရာစတင်ကဒီလိုဖြစ်ရင်ကျွန်တော်အင်မတန်ဝမ်းနေတယ်ခမရပလိမင်းကြီးယုံမှာစရေအကြီးဆုံးဆိုတာမှန်ပါတယ်သို့တော်လဲဒီလိုလို့ရင်ဒီမင်းကလေးအတွက်ကောက်ွယ်ဆုံးရှုံးရလိမ့်မယ်ခမရမူးလာသလား ငင်ငင်တက်တက်ကောင်းကောင်းမွန်မွန်သွားပါခမရအင်စပက်တော်အနေနဲ့နေကိုထွက်ရခံနေပြီလို့ကြုတ်သိတယ်နာမည်ပြတ်သွားမှာကိုကြုတ်စိုးရင်နေကြုတ်ခမရကိုဘာမှမလုပ်ချင်ဘူးဟူပြောလိဤထူအခိုက်တရုတ်ကြီးသည်ဘာတော်ဤအပါတို့ရောက်လာပြီးစီကြီးခမရတင်တော့တာကိုဗျကြုတ်ထီးကိုပေးပါသွားเสียရှိလို့ပါစီကြီးကိုကြုတ်သိလို့ဘာမှမပြောဘူးလိုက်လာတယ်ဟူပြောလိဤကြုတ်လဲပေါက်ဖို့ကိုတီလို့တမင်ဆွဲလာတာပဲကြုတ်ထီးကိုတူယူသွားလို့ ကျုပ်လည်းခမရထီဆွဲပြီးလိုက်လာတာပါ။ဟုပြောကတင်တင်ဆောင်ထားသော ပူဖဲထီကိုလက်နှင့်ရီမောလေးရဲ့ပြားလိဤ။ထိုအခါမှာ တင်တင်သည်တတိယပြီးရှက်ကိုရှက်ကန်ဖြစ်ကမျက်နာမှနီမြန်၍လာလိဤ။တင်တင်သည်မိမိ၌ပူဖဲထီမပါအိမ်၌မိကြံခဲ့သည်ကိုတတိမရယုံထဲမှရှက်ကိုရှက်ကန်ထွက်၍အလာမှာစီကြီးမောင်ပါတော်ဤထီကိုမိမိထီမှတ်တင်ပြီးဆွဲကန်၍ထွက်လာခဲ့မိကြောင်းကိုယခုမှတတိယလိဤ။ ဘာတော်ကယုံထဲမှာအနှောက်ယှက်ပြုတ်မိတာကတော့မသိလို့ပါတမင်မဟုတ်ပါဘူးကလက်ကဆင်းလာစားလဲဖြစ်တော့နည်းနည်းကလေးလေအခုလိုက်လာတာကတော့ကျုပ်ထီးကိုပြန်တောင်းရင်မင်းထီးမပါပဲမိုးရွာကြီးတဲ့တွားရမှာဆိုသည့်အတွက်မင်းကိုရောက်မှထီးကိုပြန်ယူမယ်လို့လိုက်လာတာပါတမင်နှောက်ယှက်တာမဟုတ်ပါဘူးစိတ်မဆိုးပါနဲ့ဟုတ်ပြောလိမ့်ဤယော့ရှင်ထီးကျမလည်းမှပြီးယူလာပါတယ်ကျမထီးထင်လို့ပါနေပါစေဦးလေမိုးလည်းမဆဲသေးပါဘူးစောင့်သာစောင့်ပါ မိုးကလည်းတေးလာပြန်ပြီလမ်းချလည်းတစ်စင်းမှပေါ်မလာဘူးကိစ္စမရှိပါဘူးကျမဟိုတိုက်တစ်ခုမှဝင်ပြီးစောင့်နေပါတယ်ရှင်ထီးကိုရှင်ပြန်ယူဟုပြောက ပေးလိဤကိစ္စမရှိဘူးကျုပ်လိုက်ပြီးထီးမှုပေးမယ်ကျုံနောက်ရှက်လို့မင်းရုပ်ရှင်ရုံထဲကထွက်လာရတယ်ကျုပ်ကိုစိတ်မဆူဘူးဆိုတာစိတ်မချရသမျှမင်းမှလည်းမိုးဆူမခံရဘူးဆိုတာစိတ်ချရမှလွတ်မယ်ဟုပြောပြီးမိုးရိပ်တဲ့နိုင်အတင်းထွက်သွားသောတင်းတင်းကိုအတင်းထီမိုးရင် လိုက်လေရာ တင်တင်သည်ရက်တော်လဲလမ်း၌နင်းခုံက ခုခံ၍နေခြေကလူအများကရန်ကုန်မြို့လမ်းမမှာလင်မယားလာပြီးရန်ဖြစ်နေသည်ဟုပြောကြလိမ့်မည်ငင်ငိမ်တက်တက်သွားရင်ဘသူမှကဲ့ရဲ့မှာမဟုတ်မောင်နှမလိုလဲထင်နိုင်သည်တငယ်ချင်းလိုလဲထင်နိုင်တာပဲသူလဲဂုံတရီရှိလူကောင်းတယောက်မို့လင်မယားထင်ထင်ဘာဖြစ်တလဲလေဟုစိတ်နိုင်အောင်မိပြီးငင်သက်စွာ အမိုးခံ၍သွားရင်ကိုဒီနေတဲ့မုန်းဆိုင်ကြီးရှိသူယောက်ျားလေးရာ ဘတော်က gain မိုးလဲဣတယ်ကော်ဖီပူပူကလေးတောက်ပါလားလာတာလာပါကိစ္စမရှိပါဘူးကျုံရာဇွေးဘက်ကပါမတရားတာကိုမလုပ်ပါဘူးရာဇွေးမှုများကိုကြောက်တက်တဲ့လူမျိုးပါဟု အတင်းခေါ်လေရတင်းတင်းသည်၎င်းဤယိုသားသောမျက်နှာကိုကြည့်ပြီးဒီလူဟာစွတ်သမားထင်ပါရဲ့ယိုလေယိုရမှာပဲဒီတိုက်ကြီးထဲမှာသူငါ့ကိုဘာမှလုပ်နိုင်မှာမဟုတ်ပါဘူးငါလေခက်ဆာဆာပဲဟူတွေးပြီးညင်းဆက်နေရင်လူတွေမြန်မာဆိုသဖြင့်လိုက်ပါ၍သွားရလိမ့်၏ မကြာမီဆိုင်ကြီး၌စပွဲတစ်ခုတွင်ထိုင်က အမျိုးမျိုးစားတောက်၍နေကြလေ၏တောက်တာတောက်ပါ မရှက်ပါနဲ့မောင်နှမလိုပေါ့ဂုံဒီရှိတဲ့နေရာပါရှက်စရာမဟုတ်ပါဘူးတင်တင်သည်လက်ဖက်ရည်ကိုဖျော်ပြီးလက်ဖက်ရည်ကိုတဲတွင်စိုက်လျက်ရှိသောဇွန်းကိုဖယ်၍မချဘဲရှက်ကိုရှက်ကန်းနဲ့တောက်လေ၏တောက်ရင်ဇွန်ကိုမြင်ကမိမိဤမှားယွင်းခြင်းကိုတတိယပြီးတိုး၍ရှက်သောကြောင့်လက်ဖက်ရည်ပကန်းသည်လက်မလွတ်၍ကြားလေ၏ ဇပွဲကင်းပေ၍သွားလိမ့်၏ပကံသည်အောက်သို့လိမ်ကျပြီးကွဲလိမ့်၏တင်တင်သည်ထိတ်လန့်ကားထလိမ့်၏ကိစ္စမရှိပါဘူးမထပါနဲ့ဘယ်ဟုပြေးမလို့လဲဟူပြောကတင်တင်ဤအင်ကြီးလက်ကိုဆွဲကင်၍ထလိမ့်၏ထိုအခိုက်ဖွင့်ကလာရောက်လာရာဘတော်ကလက်ဖက်ရည်အစ်စ်ပြင်ပေးရန်ဇပွဲအစ်စ်တို့ပြောင်းပေးရန်ပြောလိမ့်၏မကြမီအခြားဇပွဲတစ်ခုတို့ရောက်ကြလိမ့်၏ထိုနေရာမှာအခန်းဖြစ်လိမ့်၏ တင်တင်မှာအနှဲငယ်တိုး၍ရဲလာသဖြင့်အခြေတင် ပြောပေါ်ရလိမ့်ဤကျမကိုရှင်ခိုးရတဲ့မိမကလေးလို့တွေးပြီးဖမ်းမှုလိုက်လာတာမဟုတ်ဘူးလားဟုတ်တယ်ပထမတော့ဒီလိုပဲထင်မိတာပဲမင်းမျက်နှာကိုမြင်တော့ဒီအထင်ဟာပိန်းကြဘက်ဘောကရေပမာ လိမ့်လျှော်ပြီးကျသွားတာပဲဒီအထင်ဟာရေပါ မင်းမျက်နှာက ပိန်းကြဘက်ပါပိတ်မယ်တော့ပါပြီ ကျမဟာပိန်လေပိန်းပါတယ်ကြာရဲ့အဆင့်တန်းကိုလည်းမရောက်ပါဘူးဘာဖြစ်လို့ရှင်အထင်ပြောင်းလဲသလဲ ပလေးရာရှိလုံးမဲ့လူပါအပွေးမြင့်အပင်သည်ဆိုရလိုနင်းနေတော့တိတက်ပါတယ်ဒါထက်မင်းကဘယ်ရလဲဘာလို့တလဲတင်တင်သည် အလုတ်ကင်စားတီကို ပြော၍ပြားလေးရာဘာတော်သည်မိမိဤပေါင်ကိုလဝါနှစ်ရိုက်ပြီးဩမော်လမြိုင်ကောက်ကိုကျုပ်လဲမော်လမြိုင်ကပဲအရင်တနေ့ကအနေဆရောက်တဲ့ဒေါ်ကြီးကြီးရဲ့တူမဖြင့်မင်းတင်တင်ဘောကွငါ့ကိုမင်းမမှတ်မိဘူးလားကျွတ်စုပ်လေမယံကုန်းတောင်ကြီးအเจ้าမှာ မင့်ခေါဝင်ဖြူကလေးနဲ့နေတော့ညနေကြာငါလာလာပြီးတောင်စောင်းမှာဇီးပူသီးတွေခူပြီးမဆလာနဲ့စားတာမမှတ်မိဘူးလား။အော်ဟုတ်လား။အခုတော့ကြွဆုံနေမတူပါလား။ချောလိုပဲ။ကျမနည်းနည်းမှမမှတ်မိဘူး။တင်တင်ကတော့တိတ်လှနေတာပဲ။ငါလည်းလုံလုံကြီးမင်းမမသိဘူး။ဟုပြောကစွဲပေါ်၌တင်ထားသောတင်တင်ဤလက်ကိုမိမိဤတန်မာသောလက်နှင့်ထက်ကအုတ်ကိုင်းလိုက်လေ၏။ နောက်တလားလောက်ကြာ၍ကွန်တယ်နေတဲ့သူပြန်လာကြသောအခါအတိမိတ်ဆွေများစွာတို့ယောက်ျားလေးရဲ့အတီးအမုံအကြွေအမွေးအကန့်လန်းတွေနီးဖြည့်၍နေလေသည်ဆရာကြီး ပီမိုနင်းရေးသားထားတဲ့ပူဖဲတီဆိုတဲ့ဝတ္ထုတို့လေးကတော့ဒီတင်မဲပြီးဆုံးသွားခဲ့ပါပြီနားဆင်ပြီးခဲ့ကြတဲ့ຫນွေဦးနရသိန်ရဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါသည်ရှင်